ဟုတ်ကဲ့ဟာဒီနိုင်ငံရေးပလက်ဖောင်းပြန်ပြီးပေါ်ပေါက်လာဖို့အတွက်ဟောဒီမိင်္ဂလာတောင်ညွန့်ညွန့်နဲ့ပြည်သူပါတီရန်ကုန်တိုင်းဒေသကြီးရဲ့ရုံးရှိပလက်ဖောင်းမှာကျွန်တော်တို့ကျင်းပအဲ့ဒါဟာနိုင်ငံရေးပလက်ဖောင်းပြန်ပြီးတော့ပေါ်ပေါက်လာဖို့ကျေငွန်းလာဖို့အတွက်ဒါအတိတ်ကောင်းတစ်ပိတ်ကောင်းပဲလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့အစွန်တရားတစ်ဖက်ကြီးတော်နေတဲ့ချိန်မှာအစွန်တရားနှစ်ဖက်သုံးလို့လည်းကျွန်တော်တို့ပြောချင်တယ် အဲ့တော့တခုကတော့ဗာလဲဆိုတော့အဲ့လက်နဲ့ကင်မှခြပါရမယ်ဆိုတဲ့အစိုးတစ်ဖက်ကိုလည်းကျွန်တော်ပြောရင်အဲ့တော့ပုံမှန်လေးလည်းပြောရင်နိုင်ငံတကာနိုင်ငံရဲ့စစ်တပ်နဲ့တိုက်တယ်ဆိုတာဟာလာကျွန်တော်ကတော့မှတ်မှတ်ရရကတဲ့လုံးကျွန်တော်တို့အခုဖြစ်နေတဲ့လက်နဲ့ကင်ပြည်ပကတဲ့တက်တန်းရှင်နဲ့နိုင်ငံသားလက်နဲ့ကင်တပ်ဖွဲ့တွေကခေါင်းဆောင်ဗိုလ်ချုပ်ကွမ်မော်ပြောမှုတာကျွန်တော်သွားတရိယာနိုင်ငံကြီးတိုင်းနိုင်ငံရဲ့ခိုင်မာတဲ့ဆောက်ပတ်မရောက်လေးနဲ့အောင်မြင်နိုင်ဘူး အဲ့တော့ရှင်းရှင်းနဲ့ပြောမယ်အဲ့တော့ကျွန်တော်တို့ကလက်နဲ့ကင်နီးလန်းနဲ့ကျင်းပတယ်ဟုတ်လားကျိုးစားတယ်ဆိုတဲ့ကိစ္စဟာနှုတ်ချက်ဓာတ်တွေတော့လုံနိုင်တယ်သို့တော်အပြည့်မထွက်ဘူးအဲ့တော့ကျွန်တော်ကပြောနေတာကျွန်တော်တို့နိုင်ငံရေးနီးလန်းနဲ့ကျိုးပန်းဆောင်ရွက်နေတဲ့ကိစ္စတွေကိုဟုတ်လားရုံရုံကြည်ကြည်နဲ့ကျွန်တော်တို့ဆောင်ရွက်ခွင့်ပေးပါအဲ့တော့နောက်တစ်ခုကတော့ရုပ်တော့မဲမပင်းနဲ့လုံတော့မဲမပင်းရင်ရလာတာဘာဖြစ်လဲရုပ်တော့ပေးရပြတ်သွားမှာကျေကျွန်တော်ပြေးတာကိုမြင်တယ် မဲမပင်းရလို့လုံတော်လို့ဒီရွေးတော်ပေါ်ရပြတ်သွားမှာလားမပြတ်ပါဘူးရွေးတော်ပေါ်ရမပြတ်ဘူးဒါဆိုရင်ဘယ်လိုရလဒ်တွေကိုဖြစ်နေကြတာလဲအဲ့တော့ကျွန်တော်တို့ကဟာလာကျွန်တော်တို့ဒီမိုကရေစီရေးနိုင်ငံတော်ဓာတ်မှုညီညာရေးဖက်ဒရယ်ရေးဘက်ကနေနိုင်ငံရေးနည်းလမ်းနဲ့ခိုင်တိုင်မှာမှာချိုးပန်းနေတဲ့သူတွေကိုမဲမပင်းအောင်ဟန်တာတောင်းဆီးနေမယ်ဆိုရင်ခင်ဗျားတို့ကဘယ်သူ့ကိုနိုင်နေကြတာလဲကျွန်တော်မေးရလိမ့်မယ်